ကျွန်တော်ရဲ့မိတ်ဆွေဗုဒ္ဓဘူသာသီးများတွေအခုဖြတ်တန်းဝင်ရကားတော့မယ်ဒီဇင်ဘာလတလတာနဲ့ပတ်သက်တဲ့ကကြမာအခြေအနေများကိုပြည်ပြည်စုံလုံးလေးဒါတဲတော့ကလေးတွေနဲ့ဟောပြောပေးမှာပဲဖြစ်ပါတယ်ခင်ဗျာပထမဦးဆုံးအလောက်ကိုင်းနဲ့ပတ်သက်တဲ့အခြေအနေလေးကိုကျွန်တော်စပြီးတော့ကြည့်ပေးပါပြီအဲ့တော့ဗုဒ္ဓဘူသာသီးများဟာဒီ ီဇင်ဘာလအတွင်းမှာပေါ့နော်အလုတ်ကင်နဲ့ပတ်သက်လာလို့ရှိရင်သူကဖြည်းဖြည်းချင်းပေါ့တိုးတက်အောင်မြင်မှုတွေကိုရှာဖွေရရှိနိုင်လိမ့်မယ်ဆိုတာကိုတွေ့ရပါတယ်။ဟုံးတိုင်းတိုင်းနဲ့ပေါ့နော်လင်းလင်းမြန်မြန်လုတ်တယ်ဆိုတာနဲ့ဖြည်းဖြည်းအေးအေးနဲ့မှန်မှန်လေးလုတ်သွားတာဟာကိုယ့်အတွက်ပိုကောင်းလိမ့်မယ်လို့တွေ့ရပါတယ်။နောက်ပြီးတော့ကိုယ့်ရဲ့ဉာဏ်ပညာအတွေးခေါ်တွေကိုအသုံးချပြီးတော့စူးစမ်းလုံဆောင်မှုလည်းပဲလိုအပ်ပါတယ်။နောက်မိကောင်းစီကောင်းဆရာသမားကောင်းတွေရဲ့ အကြံကောင်းညံကောင်းတွေဒါအလုံးနဲ့ပတ်သက်တဲ့အကူအညီကောင်းတွေကိုလည်းပဲရရှိစေလိမ့်မယ်ဆိုတာကို တွေ့ရပါတယ်။အလုံးနဲ့ပတ်သက်ပြီးတော့ကိုမိုပြီးတော့ကံနေကောင်းဖို့တိုးတက်အောင်မြင်မှုတွေကိုရရှိစေဖို့အတွက်တစ်ဖက်ကနေပြီးတော့ကိုတန်းနဲ့တော့ဘာသာရေးအလုပ်လေးတွေလည်းပဲလောက်ကင်ဆောင်ရွက်ပေးပါလို့အကြံပြုပေးလိုပါတယ်ခင်ဗျာ။ဘာပဲဖြစ်ဖြစ်အလုံးကင်နဲ့ပတ်သက်ပြီးတော့ကောင်းတဲ့လာတလာကိုရောက်ရှိလို့နေပါတယ်။အခုဆက်ပြီးတော့ငွေကြေးကံကြမ္မာအခြေအနေကိုကြည့်ပါမယ်။ ငွေရေးကြေးပိုင်းဟာလည်းပဲကောင်းမွန်တိုးတက်ပြီးတော့အဆင်ပြေမှုတွေကိုရရှိပါလိမ့်မယ်။ဒါပေမဲ့ဒီလာထဲမှာလည်းထဲတွင်ငွေလုံးဝမမြဲတတ်ပါဘူး။ဝင်သလောက်ပြန်ထွက်ကြားသလောက်ပြန်ကုန်ဆိုတဲ့ပုံစံမျိုးတွေဖြစ်နေတတ်ပါတယ်။ဒါမှမဟုတ်ငွေကြေးပိုင်းဟာအတွက်အပြုအကုန်အကျတွေညာနေလိမ့်မယ်လို့တွေးရပါတယ်။ဒါပေမဲ့ငွေကြေးနဲ့ပတ်သက်တဲ့အခက်အခဲတော်တော်များများကိုဖြေရှင်းနိုင်ပါလိမ့်မယ်။ငွေကြေးနဲ့ပတ်သက်ပြီးတော့စိတ်ချမ်းသာမှုတွေကိုလည်းပဲရရှိစေနိုင်လိမ့်မယ်ဆိုတာကို တွေ့ရပါတယ်။ဦးဆက်လက်ပြီးတော့ကျမ်းမာရေးအတွက်ကိုကြည့်ပြပါမယ်။ကျွန်တော်ရဲ့မိတ်ဆွေများကအခုလိုကျွန်တော်တင်ဆက်ဟောပြောပေးနေတဲ့ဗီဒီယိုဟောသံလေးတွေကိုအငယ်ကြည့်ရှုအားပေးလို့ရအောင် follow မလုပ်ရသေးဘူးဆိုရင်ဘေးမှာရှိတဲ့အကောင့်လေးကိုနှိပ်ပြီးတော့ follow လုပ်ထားပေးလို့ရပါတယ်ခင်ဗျာ။ကျမ်းမာရေးဝိုင်းနဲ့ပတ်သက်ပြီးတော့လည်းပဲသိပြီးတော့ဘာမှစိတ်ပူစရာမရှိပါဘူး။ကျမ်းမာရေးကောင်းစီမဲ့လာတက်လာပဲဖြစ်ပါတယ်အဲ့တော့ကျမ်းမာရေးမကြာခဏညံ့နေတဲ့သူတွေခြူကြနေတဲ့သူတွေအားလည်းပဲဒီလာပိုင်းတွေမှာဆိုရင်များသောအားဖြင့်ကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့ ခြေနေကောင်းနိုင်ပါတယ်အဆင်ပြေမှုကောင်းမွန်တိုးတက်မှုတွေကိုရရှိစေနိုင်လိမ့်မယ်လို့တွေးရပါတယ်ခင်ဗျာလူမှုပေါင်းလဲဆက်ဆံရေးနဲ့ပတ်သက်တဲ့အခြေအနေပါလူမှုရေးပိုင်းမှာတော့အစီမပြေတဲ့သူတချို့နဲ့ကြုံတွေ့ရတတ်ပါတယ်တချို့သောသူတွေနဲ့စိတ်တော်သားအမြင်ကွယ်လွယ်မှုတွေဖြစ်ပေါ်စေကြပါတယ်ဒါမှမဟုတ်လူတွေကိုနည်းနည်းဂယုတဆိုင်နဲ့တော့ပေါင်းသင်းဆက်ဆံကို လိုအပ်လိမ့်မယ်လို့မှာကြားလိုပါတယ်ခင်ဗျာပညာရေးကံဘာသာရေးကံပဲဖြစ်ပါတယ်ပညာရေးကံမှာအလိုကောင်းပါတယ်ပညာရေးနဲ့ပတ်သက်တဲ့ဆောင်ရွက်ချက်တွေပါကုတဲ့အောင်မြင်မှုတွေကိုရရှိစေနိုင်လိမ့်မယ်ဆိုတာမျိုးကိုဧရပါတယ်ထို့တူပဲဘာသာရေးနဲ့ပတ်သက်ပြီးတော့လည်းပဲအလွန်ကောင်းတဲ့လာတလာပဲဖြစ်ပါတယ်ခင်ဗျာအလှူဒါနတွေကုစုကောင်းမှုတွေကိုလည်းပဲညံ့ညာလေးပြုလို့ဆောင်ရွက်ခိုင်းပါလိမ့်မယ်ဘာသာရေးနဲ့ပတ်သက်တဲ့အောင်မြင်မှုတွေကိုရရှိစေမယ့် လာတလာလို့တွေ့ရပါတယ်။ဒါခရီးသွားလာလှုပ်ရှားမှုနဲ့ပတ်သက်တဲ့အခြေအနေပါ။ဒီကာလအတွင်းမှာခရီးနဲ့ပတ်သက်တဲ့အခြေအနေတွေမှာအဆင်ပြေနိုင်ပါတယ်။ဒါပေမဲ့အများသောအားဖြင့်ပေါ့နော်။သိပြီးတော့ခရီးသွားလာမှုတွေနည်းနေမဲ့ပုံစံမျိုးလေးတွေရောရှိနိုင်ပါတယ်။ဒါပေမဲ့သွားပြေလာပြေခဲ့မယ်ဆိုရင်လည်းပဲသွားပြေလာပြေတဲ့ခရီးကိစ္စတွေနဲ့ပတ်သက်ပြီးတော့အဆင်ပြေနိုင်လိမ့်မယ်ဆိုတာမျိုးကို တွေ့ရပါတယ်ခင်ဗျာဆက်လက်ပြီးတော့ရန်အတိုက်ခိုက်နေပတ်သက်တဲ့အခြေအနေပါဘာမှကိုစိတ်ပူစရာမရှိပါဘူးဘလို့ရန်တွေဘလို့အနောက်ရက်တွေဘလို့အတိုက်ခိုက်တွေပဲရှိရှိဒါတွေအားလုံးကိုအောင်မြင်သွားနေချက်ကျော်စေနိုင်မဲ့လာတက်လာပဲလို့ဟောကြားပေးလိုက်ရပါတယ်။ကြေတာကတော့ဩဒပူသားနီးများပဲဒီဇင်ဘာလပြည့်မှာကြုံတွေ့ရနိုင်တဲ့အကြောင်းအချက်တွေကိုအကျဉ်းဆုံးပြည့်ပြည့်စုံစုံလေးဟောပေးတာပါ။နောက်တစ်ချိန်တည်းရက်ကလည်းကျွန်တော်ထပ်ပြီးတော့ချိုးကြည့်ပေးပါဦးမယ်။ဩဒပူသားနီးများဟာဒီဇင်ဘာလထဲမှာဘလို့ကန်အခွင့်အလမ်းကောင်းနေ ကြုံတွေ့ရနိုင်အောင်မလဲဘာတွေကိုဂယူဆိုင်ဖို့လိုတယ်လဲဘယ်လိုရရလေးတွေကိုစောင့်ရက်သင်ပါတယ်လဲဆိုတာကိုကြံပြုလမ်းညွှန်ပေးပါမယ်ကဲကုဆက်လက်ပြီးတော့ဘုဒ္ဓဟူသားနေ့များတွေနောက်တစ်ချိန်ကျတော့တဲတော့ကနေချိုးကြည့်လိုက်ပါပြီဘုဒ္ဓဟူသားနေ့များခင်ဗျာဒီကာလအတွင်းမှာကြီးကြီးမားမားလုပ်ငန်းဆောင်လာကိစ္စရပ်တွေကိုစတင်စီတင်ဆောင်ရွက်ပြစ်တာလို့ညွှန်လာတတ်ပါတယ်နောက်ရက်ဝေးအနေပြီးတော့အကူအညီကောင်းထောက်ပံ့ပါအဆက်အသွယ်ကောင်းတွေကိုလည်းပဲရရှိစေနိုင်လိမ့်မယ်ဆိုတာမျိုးကိုတွေ့ရပါတယ်ဘယ်လို့ကိုပဲလို့လို့ ဖြည်းဖြည်းချင်းမှန်မှန်ချင်းနဲ့တူအဲစိတ်ရှိသီးခံစေတွေနဲ့လောက်ကိုင်းဆောင်ရွက်ပါတိုးတက်အောင်မြင်မှုတွေကိုမုတ်ချဆိုသလိုရရှိစေနိုင်လိမ့်မယ်ဆိုတာမျိုးကိုတွေ့ရပါတယ်ခင်ဗျာဆောင်းလဲရမယ့်ရည်ရာကတော့ခရီးသွားတဲ့သူကိုခရီးစရိတ်ကူညီသေးပါလို့ရည်ရာလက်ဆောင်လေးပေးလိုက်ပါတယ်အဲ့တော့မိတ်ဆွေများကဗီဒီယိုလေးကိုအဆုံးထိကြည့်ယူအားပေးပြီးတဲ့အခါမှာအောက်မှာ comment လေးတွေမှတ်ခဲ့ပါအောင် like share လေးတွေနဲ့အားပေးခဲ့လို့ရပါတယ်ခင်ဗျာ အခုလိုကျွန်တော်ပြီးရင်ဟောပြောပြီးတယ်ဆိုတာကနေသားလိုက်အဟောဒီမှာအားလုံးကိုခြုံငုံပြီးတော့ဟောပြရတာပါဘုဒ္ဓဟုဆိုလို့ရှိရင်လည်းဘုဒ္ဓဟုတွေကအများကြီးပဲကျွန်တော်ရဲ့ဟောချက်တွေကအားလုံးနဲ့တော့တထထဲကြနေမှာတော့မဟုတ်ပါဘူးအဲ့တော့ကိုယ့်ရဲ့အကြောင်းကိစ္စတွေကိုပြည့်ပြည့်စုံစုံကြီးကြီးကျယ်ကျယ်သိရှိခြင်းတဲ့သူများက Viber Telegram ဖုန်းနံပါတ်တွေတင်ထားတာရှိပါတယ်အရိကနေဆက်သွယ်ပြီးတော့ကြိုတင်စာရင်းပေးက online ကနေပြီးတော့ဒီဒီမီမြန်လို့ကြပါတယ် ဲ့လိုပဲရာဂုံမှာရှိတဲ့မိတ်ဆွေများကကျွန်တော်နဲ့အပြင်မှာလူတွေ့ကြွေးဆုံငင်းညာကျင်နေဆိုပြီးအခုဒီလာကုန်ပိုင်းနဲ့လာကားပိုင်းနဲ့ကျွန်တော်ရာဂုံမှာရှိနေပါတယ်အဲ့တော့ကျွန်တော်ကိုကြိုတင်ဆက်သွယ်ပြီးတော့လာရောက်မေးမြန်းလို့ရပါတယ် Viber Telegram ကပဲဖြစ်ဖြစ်ဒီဖုန်းဆက်ပြီးတော့ပဲဖြစ်ဖြစ်စင်ရင်းလေးကြိုပေးပြီးတော့ဗီဒီယိုမေးမြန်းခိုင်းပါတယ်ခင်ဗျာလာရောက်မေးမြန်းတဲ့မိတ်ဆွေများကိုကျွန်တော်ကဗီဒီယိုဟောပြောပေးုံနဲ့မှာကပဲကျွန်တော်တန်းနိုင်တဲ့အဆောင်ရရလက်ဆောင်လေးတွေကိုပါပေးနိုင်ဖို့အတွက်စီစဉ်ဆောင်ရွက်နေပါတယ်ခင်ဗျာ